အနသောနတ်သားလျှောက်တယ်အနမေဝဘိနန္ဒာနေဥပယေတေဝမာနုတာလူတွေရောနတ်တွေရောဟာအနမေဝဘိနန္ဒံသည်ခမင်းကိုသာလင်တောင်းတကြတယ်အထကောတောကောနာမသောရခောယံအနန္နာဘိနန္ဒတိခမင်းကိုမတောင်းတတဲ့သူခမင်းကိုမတောင်းတတဲ့နတ်ဆိုတာဘယ်သူရှိပါလဲလောကမှာဘလို့လူဟာခမင်းကိုမတောင်းတပါတယ်လေဒီဟာကိုပြောတဲ့နေရာမှာအတိတ်ပဲလေးကတော့ရိုးရိုး ဒါရိုက်အတိတ်ပဲအနေနဲ့ပြောမယ်ဆိုရင်တော့ဗာပြောကျင်တာလဲခမင်းပေါ့ကွာလူတိုင်းအစားအသောက်ကိုပဲအဲတောင်းတကြတယ်အစားအသောက်ကိုမတောင်းတတဲ့သူလောကမှာရှိလားလို့မေးတာပေါ့ဒါကဥပစာစကားနဲ့ပြောတယ်လို့ဒီတော့ထင်တယ်ပေါ့စာဝတ်နေရကျမ်းမာရေးပေါ့လောက လူသားတွေလူတွေလည်းပဲစာဝတ်နေရကျမ်းမာရေးအတွက်ပဲစဉ်းစားကြတယ်စာဝတ်နေရကျမ်းမာရေးစင်ပြဖို့ရာအတွက်ပဲအဲလိုချင်ကြတယ်နတ်တွေကလည်းစာဝတ်နေရကျမ်းမာရေးကိုလိုချင်ကြတယ်တောင်းတကြတယ် ဓမ္မစာဝတ်နေကျမ်းမှာရေးလောက်လေးတယ်မဟုတ်ဘဲနဲ့ဒီဟာကိုဂယုမဆိုင်ဘဲနဲ့လုံနိုင်တဲ့သူလောကမှာဘယ်သူရှိသလဲလို့မေးတာပေါ့ဒီလက်ယေနတရံတိတ္တဒါယဝိပဒာနေနစေတတာကမေဝအာနံပသတိအတမိန်လောကေဘဗြဟ္မိစာစာဝတ်နေအစားတော့ကိုမတောင်းတတဲ့သူဆိုတာဘယ်လိုလူတွေလဲဆိုတော့ယေနတရံတိတဲ့အဲ့ဒီကိုစားမဲ့အစားအသောက်ကိုလှူလိုက်တယ် တောင်းတတယ်ဆိုရင်မလူနိုင်မလူဖြစ်ဘူးပေါ့မတောင်းတတဲ့လူကလူလိုက်တယ်တတရာယုံယုံကြည်ကြည်ကံကံရဲ့ကြိုးတရားကိုယုံယုံကြည်ကြည်နဲ့လူလိုက်တယ်ဝေဘနာနေနာစေတာတကယ်အထူးစင်ကြယ်တာရိုးရိုးစင်ကြယ်တာမဟုတ်ဘူးစိတ်ကလေးကိုကြည်ကြည်လင်လင်လေးနဲ့ကိုလူလိုက်တာအဲ့လိုကိုစားမဲ့အစားအသောက်ကိုမမက်မောပဲနဲ့ ကံကံရဲ့အကျိုးကိုယုံကြည်စိတ်ထားလေးဖြူဖြူစင်စင်လေးနဲ့လှူနိုင်တဲ့သူဟာအာနန္ဒပါဇတိနောက်ဆုံးသူအစအတော့တွေကအကုန်လုံးအစဉ်ပြေးလာတော့တာပဲအစအတော့တွေကသူ့ကိုဒီလာကတ်ရောက်တော့တာပဲအာတမိန်လောကေဒီလောကမှာလည်းပဲအစအတော့တွေအစဉ်ပြေးတယ်ပရမိစ္ဆာနောင်ဘဝမှာလည်းပဲအစအတော့တွေအစဉ်ပြေးတယ်ဒါသမာဓအကြောင်းဝိနည်းယမေစေတံနှမျောတဲ့စိတ်ကလေးတွေကိုပယ်ကြဒိဇာဒါနမလာပေးဘူး နှမျောတယ်ဆိုတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုအနိုင်ယူပြီးတော့ဒါနလုပ်ဖြစ်အောင်လုပ်ကြ။ပုံညာနေပရာလောကသမေပရိဒ္ဓဝန္တိပါဏိနံကုသိုလ်ကောင်းမှုဆိုတာဟာနောင်ဘဝရောက်တဲ့အခါကျတော့လူတိုင်းရဲ့အားကိုးရာလူတိုင်းရဲ့ထောက်တည်ရာဖြစ်သွားတတ်တယ်ဒီလိုပြောတာပေါ့နော်။ဒါလေးဟိုဒီလိုလောကီလေးနဲ့လောကုတ္တရာနှစ်ခုလုံးကိုရှင်းပြီးတော့ပြောမှာပေါ့နော်။ဘယ်လိုလဲပြောကြရင်လဲဆိုတော့ဒီလိုပညာရှင် တွေပြောတဲ့စကားရှိတယ်။လောကမှာလူတွေလူချင်းတူပေမဲ့လည်းအသက်ရှူခြင်းကွဲကြတယ် တချို့လူတွေကတနေ့လုံးမှာတနေ့စားတနေ့စားလျောက်ပဲစဉ်းစားတယ်ဒီနေ့တနေ့အဆင်ပြေပြီးတော့ကွာတနေ့စားပဲစဉ်းစားစဉ်းစားတယ်အဲတနေ့စားပဲစဉ်းစားပြီးတော့လှုပ်လှုပ်တဲ့လူတွေကဆင်းရဲတဲ့ဘဝဘယ်တော့မှမတက်ဘူးတဲ့တချို့ကျတော့တလစားစဉ်းစားတယ်ငါဒီတလစားငါအဆင်ပြေအောင်ဘယ်လိုလုပ်မလဲဒီလိုဥတည်ချက်ထားပြီးတော့တလစားအဆင်ပြေအောင်ကြိုးစားကြတယ်အဲ့လိုလူတွေကစားနိုင်တောင်းနိုင်အဆင့်ထိကိုရောက်သွားတယ်နော်ဘဝမှာအစာရည်တော်ရည်အတွက်အခက်အခဲမရှိဘူးဘဝနေထိုင်ရည်အတွက်အခက်အခဲမရှိ ။နောက်ကြတော့တချို့ကြတော့တနစ်စာအတွက်စဉ်းစားပြီးတော့အလုပ်လုပ်ကြတယ်။တနစ်စာအတွက်စဉ်းစားပြီးတော့လုပ်လုပ်ကြတဲ့လူတွေကြတော့ဘဝမှာချောင်းချောင်းလည်းလည်းရှိသွားတယ်။တချို့လူတွေကြတော့10နှစ်စာအထိမှန်းပြီးတော့အလုပ်လုပ်တယ်။ငါလုပ်တဲ့နေရာမှာ10နှစ်စာငါနေနိုင်အောင်ဘယ်လိုလုပ်မလဲ။စီမံကိန်းတွေချပြီးတော့လုပ်တယ်။အဲ့လိုလူတွေကတကယ်ချမ်းသာတဲ့အဆင့်ကိုရောက်သွားတယ်။ဒါဆိုရင်ကိုယ့်ရဲ့ vision and mission ပေါ့နော်။ကိုယ့်ရဲ့ဥတီချက်ရည်ရွယ်ချက်ဥတီချက်ကဘယ်ဘူသွားထားမလဲ။ဘယ်ဘူသွားထားမလဲ။ ကြဲကြဲပြန့်ပြန့်နော်ရည်ရွယ်ချက်ထားတယ်လို့တဲ့အခါချမ်းသာတယ်ကြဲကြဲပြန့်ပြန့်ရည်ရွယ်ချက်မထားတဲ့လူကစင်းရဲတယ်ဆိုတဲ့အိဗယ်ကိုသူကပညာရှင်တွေကပြောတာပေါ့ဒါကတော့ဒီဘဝအတွက်ပဲစဉ်းစားတာမြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးတချို့ကျတော့ဒီဘဝမျက်လုံးလေးပဲရှိတယ်နော်သွေးစက်ခုလူတွေမှာမျက်လုံးနှလုံးရှိတယ်လို့ပဲဒီဘဝအတွက်မြင်တဲ့မျက်လုံးနဲ့နောက်ဘဝအတွက်မြင်တဲ့မျက်လုံးမျက်လုံးနှလုံးလုံးရှိတယ်ဒီဘဝအတွက်မြင်တဲ့မျက်လုံးရှိတဲ့လူကတော့ဒီဘဝဇာလေးပဲစဉ်းစားတဲ့အခါကျတော့ စားဝတ်နေကြမှာရေဒါတွေပဲဒီဘဝအဆင်ပြေပြီးရောဒီလိုပဲစဉ်းစားတယ်အဲ့လိုလူတွေတော့ဒီဘဝတော့အဆင်ပြေမှာပေါ့တစ်နှစ်လုံးတောင်တစ်နှစ်လုံးမှာတစ်နှစ်စားတဲ့လူတွေလိုပဲအတူတူပဲနော်ဒီဘဝတော့တော့အဆင်ပြေတာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ဟာတန်တရားနဲ့ကြီးပြီးတော့ကြီးတဲ့လူတွေကြတော့ဟာဒီဘဝငါဟာအတိတ်ကကံနေပါလို့လုံးသမျှအဆင်ပြေတယ်အဲ့ကကံမပါတဲ့လူကြတော့လုံးသမျှအဆင်မပြေဘူး။ကံဆိုတာငါတို့အတွေ့ကအားကိုးရပဲ။ဒါကြောင့်နှောင်ဘွားအတွေ့လည်းပဲငါတို့ကုသိုလ်ကောင်းမှုလုပ်အောင်မှာပဲဆိုပြီးတော့ဒါနလုပ်ဖြစ်အောင်လုပ်။အဲ့လိုလူတွေကြတော့ ဒါနလုပ်ပြီဆိုရင်ငောင်ဘွားမှာအကျိုးပေးတယ်လို့ထင်တာမဟုတ်ဘူးဗျဒီဘွားမှာလည်းပဲအကျိုးမပေးဘူးလားပေးတယ်ဥမာဆိုကြပါဆိုဦးစင်းတို့တပည့်တွေဆရာသမားကတပည့်တွေကိုဟိုစာဝတ်နေကြမှာရုပ်သေးသေးချာချာစောင့်ရှောက်တယ်ပြုစုတယ်ဆိုရင်ဟာတပည့်တွေကငါတို့ဆရာငါတို့ဘောမေတ္တာရှိတယ်ဟာဟောစာတက်တာလည်းကောင်းကောင်းလေးတက်မှာပဲလှုပ်လှုပ်တဲ့နေရာမှာလည်းကောင်းကောင်းလေးလှုပ်မှာဒီဘွားလည်းပဲအစဉ်ပြေးသွားတာပဲနော်ဟိုခေါင်းဟာ community ပိုင်ဆိုင်တဲ့လူတယောက်ကလည်းကိုယ့်ရဲ့ company ဝန်ထမ်းတွေအတွက်ကောင်းကောင်းလေးပေးတယ်ကမ်းတယ် အဲ့ဒီခါကျတော့ပေးတဲ့ကန်းနဲ့ဆိုတဲ့ခါကျတော့ပေးတဲ့ကန်းနဲ့ဆိုစေနာဒါနာစေနာပါတဲ့တော့ကြောင့်တော့ဘွားကုန်းယူရပါတယ်။ဒါလည်းမကမ်းမဲ့ဒီဘွားပဲဟော။ငါတို့ရဲ့တထေးကတော့ကွာသေချာလဲကျွေးတယ်ဟာမွေးတယ်ဟာ။ငါတို့လည်းသူ့အပေါ်မှာစေနာထားမှာပါ။အလုပ်ကိုသေသေချာချာလုပ်တဲ့ခါကျတော့လုပ်ငန်းမိုးအောင်မြင်တယ်။ဒါကြောင့်ဒါနာလုပ်တဲ့လူဟာနောင်ဘွားလည်းအဆင်ပြေတယ်။ဒီဘွားလည်းအဆင်ပြေတယ်။အတမိန်လောကေပရမိစ္ဆာဆိုအဲ့ဒါကိုပြောတာ။ဒါကြောင့်ဒီတန်ဖိုးကိုသိပြီးတော့ဒီဘွားလည်းချမ်းသာခြင်းနဲ့နောင်ဘွားလည်းချမ်းသာခြင်းနဲ့ဆိုရင် လက်သည့်စုပ်ကြီးပဲမထားပါနဲ့နှမျောတဲ့စိတ်ကြီးပဲမထားပါနဲ့ပေးတင်ပေးထိုက်တာ ပေးကိုပေးပါပေးတယ်ကြွေးတယ်ဆိုရင်အဲဘာလဲဆိုတော့အစားအသောက်ကိုမမက်တဲ့လူမှအစားအသောက်ကကိုယ်စီရတာနော်အနာမေပါပေးနန္ဒာဒီကိုကြည့်ပြီးတော့ရှေးလူကြီးတွေကပြောတာလေရှေးဆရာတော်ကြီးတွေကပြောတယ်လေလက်လာပါဆိုတော့မလိုချင်မှရတာကွာလိုချင်ရင်မရဘူး အဲ့ဒါကိုပြောတာဒီစကားကိုပြောတာဒီဒီပါဠိတွေကိုကြည့်ပြီးတော့ပြောတာလက်လက်ပါဆိုတာလိုချင်မရဘူးမလိုချင်မှရတာဟာလောဘကြီးမစ္ဆေတာတွေများလောဘကြီးတဲ့တစ်စင်းကနေမစ္ဆေတာမစ္ဆေယအဆင့်တွေကိုရောက်သွားတာကိုနော်အဲလိုမလိုချင်မှုလိုချင်မရတော့မလိုချင်တော့ကြာဘာဖြစ်သွားလဲရတယ်အဲအဲ့အဲ့ဒါကိုပဲမြတ်စွာဘုရားကပြောတာဒါကြောင့်ကိုယ်စားဝါးစားအတော့တွေကိုကိုယ့်အိမ်မှာရှိတဲ့ပစ္စည်းဥစ္စာတွေကိုပဲမမောပြီးတော့နေတဲ့သူကလူရောနတ်ရောအတော်တော်များများဒီလိုလူတွေများပါတယ်ဒီလိုနတ်တွေပဲများပါတယ် ဒါပေမဲ့သူတို့ထက်သားတဲ့နတ်ကိုရှိတဲ့ဟာတောင်မှမနှမျောတဲ့လူကိုရှိတဲ့ဟာကောင်တောင်မှဟိုမမက်မောတဲ့သူကဘယ်လိုလူတွေရှိသေးလားအာရှိတာဗောသူတော်ကောင်းတွေပဲသူတော်ကောင်းတွေကဘာဖြစ်လဲဆိုတော့ကံကံအကျိုးတရားကိုနားလဲတဲ့အတွက်ကြောင့်လူပြီးအောင်လို့လူတယ်လူတဲ့အခါကျတော့လည်းပဲအဲ့အလူပေါ်မှာပဲတန်ဖိုးထားတဲ့အတွက်ကြောင့်ဝိပဿနာနေနာစေတာသူစိတ်ကလေးကကြီးနေတာပဲလူတဲ့အချိန်ကျတော့မလူချင်းလူချင်းစိတ်မဟုတ်ဘူးလူကြီးနေတာပဲအဲ့လိုလူတဲ့အချိန်မှာတကယ်အကြီးအသေးနှစ်ခုဖြစ်တဲ့တတ်တာကံကံရဲ့အကျိုးတရားကိုယုံကြည်တယ်ဒီဘဝနောင်ဘဝတွေကိုယုံကြည်မှုသဏ္ဍာန်တရားလည်းရှိမယ် အလုံးလုံးတဲ့နေရာမှာလည်းစိတ်ပါလက်ပါလုပ်တဲ့အတွက်ကြောင့်ဝိပဿနာနေနာစေတာစိတ်ကလေးကလည်းပဲကြီးနေမယ်ဆိုရင်အဲ့ဒီအခြေခံအကြောင်းကြီးတရားနှစ်ချက်ပါတဲ့အလူကတော့ဒီဘဝလည်းပဲအဆင်ပြေပြီသားမှတ်တော့နောင်ဘဝလည်းပဲအဆင်ပြေပြီသားမှတ်တော့ဒီလိုမြတ်စွာဘုရားကဟောတာပေါ့နောက်ဧကမူလတော့ဧကမူလံဝိရာဝတ္တံတိမလံပင်စပတ္ထရံသမုဒ္ဒံဒွါရတဝတ္တံပါတာလံအတရိဣတိဣတိဣတိကောင်းတဲ့အကျင့်ကိုကျင့်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟာ သမုဒ္ဒံသမုဒ္ဒံနဲ့တူတဲ့တဏတဏဆိုတဲ့သမုဒ္ဒရာကြီးကိုအတ္တရိကူးနိုင်သွားတယ်။မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကတဏဆိုတဲ့သမုဒ္ဒရာကြီးကိုကူးနိုင်။ဒါဆိုရင်ဥစဉ်တို့တဏကိုသမုဒ္ဒရာကြီးနဲ့နှိုင်းလိုက်တာ။ကာမောကောဘောကောဒိဋ္ဌောကောအဝိဇ္ဇောကောဥစဉ်တို့သိပြီးသားပဲနော်။ဩကရေရင်နဲ့တူတယ်။ကူးရတာဒါအားခက်တာ။ကာမတဏကြီးလက်ကာမတဏဆိုကူးရတာဒါအားခက်တယ်ဒီကာမဂုဏ်တွေကိုကြော်ရတာဒါအားခက်တယ်။ဘဝတဏဝိဘဝတဏကာမတဏဘဝတဏဝိဘဝတဏနော်။ကာမောကဘောကဒိဋ္ဌောကအဝိဇ္ဇောကအဲ့ဒီရေတွေ သမုဒ္ဒရာရေလိုပဲကုရခက်တယ်အဲ့ဒီတဏပေါ့တဏဆိုတာရေတွေနဲ့တူတယ်တဏဆိုတဲ့ရေအရင်ကြီးတဏဆိုတဲ့သမုဒ္ဒရာကြီးကကုကဓာခက်တယ်ကုကဓာခက်တယ်တမန်တဏဆိုတဲ့သမုဒ္ဒရာကြီးကိုမြတ်စွာဘုရားကကုနိုင်သွားတယ်ဗျာမြန်တဏမှာဘာဘလောက်ဂုံငင်ငါတွေရှိတယ်လဲတဏမှာဘာကြောင့်ကုကဓာခက်တယ်လဲဆိုတော့ဧကမူလံတဲ့နော်သူ့မှာအကြောင်းတစ်ခုရှိတယ်ဘာလဲဆိုတော့အဝိဇ္ဇာပဲအဝိဇ္ဇာသစ္စာလေးပါမသိလို့တဏလိုချင်တာသစ္စာလေးပါကိုသိမယ်အမှန်တရားကိုသိမယ်ဆိုရင်မလိုချင်တော့ဘူး ။ဟောဒါကြောင့်ဦးဇင်းတို့သိပြီးသားပဲမူလနှစ်ပန်းမို့လား။အဝိဇ္ဇာနဲ့တဏ။ဒါဆိုရင်တဏရဲ့မူလကအဝိဇ္ဇာတဲ့ဟုတ်တယ်မလား။တဏရဲ့အကြောင်းကအဝိဇ္ဇာဆိုတဲ့အကြောင်းကိုဧကမူလဆိုတဲ့ပါဠိလေးကပြတယ်။ဒါဥပ္ပထာဝရဖွင့်တယ်။အဝိဇ္ဇာတဏရမူလတဏအဝိဇ္ဇာရစလုံးလေးကလှတယ်။အဝိဇ္ဇာရဲ့တဏရမူလတဏရဲ့အကြောင်းကအဝိဇ္ဇာမသိလို့လိုချင်တာ။ပြောင်းမြန်အဝိဇ္ဇာတဏယတဏအဝိဇ္ဇာတဏယမူလတဏအဝိဇ္ဇာယအဝိဇ္ဇာရဲ့အကြောင်းအရာလည်းဘာကြောင့်လဲတဏတဲ့ဗျာနော်လိုချင်လို့မသိတာ မသိလို့လည်းပဲလိုချင်တာတဲ့နော်ဒါကြောင့်ဧကမူလံအခုတဏ္ဍဆိုတဲ့သမုဒ္ဒရာကုရခက်တဲ့သမုဒ္ဒရာဆိုတဲ့သမုဒ္ဒရာနဲ့တူတဲ့တဏ္ဍဆိုတဲ့ရေပြင်ကြီးကိုမြတ်စွာဘုရားကုတဲ့နေရာမှာဘာကြောင့်သမုဒ္ဒရာရေပြင်ကြီးကကုရခက်တာလဲဆိုတော့ဧကမူလံအဝိဇ္ဇာဆိုတဲ့အကြောင်းမသိမှုဆိုတဲ့အကြောင်းလေးရှိတဲ့အတွက်ကြောင့်လည်းပဲကုရခက်တယ်နံပါတ်1ဒွိရာဝတ္တံတဏ္ဍဆိုတဲ့သမုဒ္ဒရာမှာဝဲကြီးနှစ်ခုရှိတယ်ဝဲကြီးနှစ်ခုရှိတယ်ဝဲကြီးဝဲတဲ့ဝဲတဲ့ရောက်ပြီဆိုရင်အပေါ်ပြန်တက်ဖို့မလွယ်တော့ဝဲကြီးကဘာလဲဆိုတော့သတ္တတဒိဋ္ဌိ မြဲတယ်လို့ကိုယ့်ကိုယ်ကိုထင်မြင်ထင်တာပုပ်စိတ်တာဒိဋ္ဌိဒီဘဝပြီးရင်ပြတ်ပြီလို့ထင်တာနော်မြဲတယ်လို့ထင်တာပြတ်တယ်လို့ထင်တာအဲ့ဒီအယူဆမှားတဲ့အယူဆနှစ်မျိုးဟာဝဲကြီးနှစ်ခုပဲအဲ့ဒီဝဲကြီးနှစ်ခုရှိလို့ဟိုသမတနာဆိုတဲ့သမုဒ္ဒရာအခုရခက်တယ်နောက်တိမလန်အညစ်ကြေးသုံးမျိုးရှိသေးတာတဏမာရာဂအညစ်ကြေးဒေါသအညစ်ကြေးမောဟအညစ်ဆိုဆိုအညစ်ကြေးသုံးမျိုးရှိတယ်ရာဂအညစ်ကြေးကတော့သဟဇာတာအတူတကွဖြစ်တဲ့အနေနဲ့အညစ်ကြေးဖြစ်တာပေါ့ ဒေါသရာဂနဲ့ဒေါသကတော့ဥပါနေတရားအနေနဲ့လည်းပဲအငြိအကျေးဖြစ်စေနိုင်တယ်။ရောဂရာဂအကြောင်းရာဂအကြောင်းလည်းပဲလိုချင်တယ်ဒေါသအကြောင်းလည်းပဲလိုချင်တယ်။မောဟကတော့သာဟဇာတအတူတူကဖြစ်တဲ့အနေနဲ့လည်းပဲလိုချင်နေတာ။ဒါကြောင့်လောဘဒေါသမောဟရာဂဒေါသမောဟဆိုတဲ့အငြိအကျေး၃မျိုးနဲ့လည်းပဲအမြဲတမ်းရှင်းနေပါတယ်တဲ့။တဏှာကဒါကြောင့်ကုရခက်တာ။ပင်စပတ္ထရံနဲ့အပြန့်ဟောပြန့်တာကြဲကြဲပြန့်တယ်။တဏှာကဘာဘလောက်ထိကြဲပြန့်လဲဆိုပင်စတ္ထရံကာမဂုဏ်၅ပါး။ အာလိုရမြအစင်းတွေကလည်းပဲအများကြီးပဲအတန်တွေကလည်းပဲအများကြီးပဲလိုချင်စရာတွေအနံ့တွေကလည်းလိုချင်စရာတွေအများကြီးပဲအစားအသောက်တွေကလည်းလိုချင်စရာတွေအများကြီးပဲအတွေ့အထိတွေကလည်းလိုချင်စရာတွေအများကြီးပဲခုကဲ့သို့ဒီလိုကြည့်ပါလားဒီလိုငငယ်တော့အဆိုရင်ဒီလိုခက်တော့အဆိုရင်လူကြီးတွေဘာပြက်လဲဆိုဘာမှလိုစရာမရှိဘူးလျှက်စင်မရလည်းမရှိဘူးနော်ဖုန်းကလည်းမရှိဘူးအင်တာနက်ကလည်းမရှိဘူးဆိုင်ကယ်လည်းမရှိဘူးကားလည်းမရှိဘူးလိုချင်စရာနည်းနည်းလေးပဲနော်အဲ့တော့ကလိုချင်စရာနည်းနည်းလေးရှိတဲ့အတွက်ကြောင့်ပိုက်ဆံတွေကပိုးတယ်ဘယ်အိမ်တွေမှာဟို ရှားပါတယ်ဆိုတာမရှိဘူးရီယောဖေဆိုဘယ်လောက်ဒီပြောလဲဆိုတော့အရင်တော့ဆိုရင်တဲ့လူတယောက်တင်းကျွေးဖို့ရအေးအေးဆေးဆေးပဲတဲ့အခုခေတ်ကျတော့တဲ့လူတယောက်တင်းကျွေးဖို့မပြောနဲ့ကိုယ်ရှိတဲ့အမိသားဆိုတော့မှစားဖို့ကတော်တော်လောက်ယူပါတာပြောချင်တာဘာပြောလဲဆိုတော့လူချင်းစရာတွေကအများကြီးပဲလူလာတွေကအများကြီးပဲနော်အခုဆိုလက်စက်မိလေလူလာပဲနော်ဒါရှိတာကိုမကောင်းမှုလို့ပြောတာမဟုတ်ဘူးနော်ပြောချင်တာတော့ပင်စပတ်ထရန်တနာတွေရဲ့နေပယ်တွေကတားကြဲတာအစင်းတွေမှတ်တက်ပြီးတော့ကြဲတယ် အတန်နဲ့ပတ်သက်ပြီးတော့ကျဲတယ်အနတ်နေအရသာတွေအတွေ့အထိတွေအများကြီးပဲတဲ့ကာမဂုဏ်၅ပါးအနေနဲ့ကျဲပြန့်လွန်းတယ်တဲ့ဒါကြောင့်ဥရတာခက်တယ်။နောက်ဒွါရတဝတ္တန်တဲ့ဝဲငယ်လေးတွေကလည်းပဲ20 22ပါးရှိတယ် မလို့ဆိုအစ္စဒီကဘာကြီးလဲအတွန်းထဲမှာဖြစ်တဲ့မျက်စိနာနာရှာကိုဒါတွေကလည်းပဲလိုချင်တာပဲမျက်စိလေးကလည်းဘလိုလေးနားလေးကလည်းဘလိုလေးနှာခေါင်းလေးကဘလိုလေးရှာလေးကဘလိုလေးခန္ဓာကိုယ်လေးကဘလိုလေးဖြစ်ချင်တယ်နော်အခုဆိုမခုခဲ့ဆိုမိန်းကလေးတွေဆိုရင်မျက်လုံးလေးပြင်တာနဲ့နားလေးပြင်တာနှာခေါင်းလေးအမျိုးမျိုးပဲပြင်နေကြတာပေါ့နော်အဲအဲ့ခန္ဓာအတွန်းဖြစ်တဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့လည်းပဲတဏှာတွေကအများကြီးပဲအပြင်ဖြစ်တဲ့ခန္ဓာကိုယ်ကတော့ရူပတတကဏ္ဍတတဖွဲ့တဲ့ဘာတွေနဲ့ဆိုရလဲပဲတဏှာတွေကအများကြီးပဲဒါကြောင့်အဲ့ဒါဝဲငယ်လေးတွေ၁၂ခုနဲ့လည်းပဲသူ့ကိုဆွဲဆုံနေကြတာဒါကြောင့်တဏှာဆိုတဲ့သမုဒ္ဒရာကြီးကကုကခက်တယ်တဲ့ မာတာလန်မထောက်မမီနိုင်တော့ဟာသူ့ကြတော့ဘလောက်အောင်ဆိုတော့နက်နက်လွန်းတယ်သူ့တနာရဲ့နယ်ဘဲကတားနက်လွန်းတယ်ထောက်တီလို့ကိုမရဘူးထောက်တီလို့မရလဲအဲ့လောက်ထီကိုတနာနယ်ဘဲကကျဲတယ်ဒီလိုကျဲပြန်တဲ့တနာဆိုတဲ့သမုဒ္ဒရာကြီးကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကကူးသွားပါပြီဗျာကူးမြောက်ပြီးသွားပါပြီကြီးညိုတဲ့စိတ်ကလေးနဲ့ဒီကတာကိုမြတ်စွာဘုရားကိုလျှောက်တာမြတ်စွာဘုရားရှေ့မှာရွတ်လိုက်တာနော်ဒါမြတ်စွာဘုရားရဲ့ခုံးလေးကိုတင်ပြလိုက်တာပေါ့နော်နောက်အနောမတော့ ဒါလည်းပဲမြတ်စွာဘုရားကတင်ပြတာပဲအနောမနာမနိဗ္ဗနတဓာတိပညာတရံကာမလယေအတ္တတံတံပတ္တတသဗ္ဗဝိတုံသူမေတံအရိယေပတိကမမာနမဟေတေဟာတံပတ္တတမြတ်စွာဘုရားကိုဖူးကြစမ်းဟေဖူးကြစမ်းဟေမြတ်စွာဘုရားကိုမြင်တတ်အောင်မြင်ကြစမ်းဖူးကြစမ်းမြတ်စွာဘုရားကဘလို့ကုန်နေရှိလဲဆိုတော့အနောမဓာတိနဲ့တကောမယုတ်လျော့တော့ ကျမ်းမီတွေရှိတယ်မြတ်စွာဘုရားမှာကောင်းတဲ့နာမည်တွေနာမည်ကောင်းတွေကအများကြီးရတာနာမည်ကောင်းတွေမှာမရှိတဲ့နာမည်ဆိုတာမရှိဘူးကောင်းတဲ့နာမည်များအကုန်လုံးရှိတယ်သဗ္ဗညတညာဆိုတဲ့စားတဲ့နာမည်တွေကောင်းတဲ့နာမည်တွေအကုန်လုံးကိုမြတ်စွာဘုရားပြည့်စုံတော်မူပါပြီလေရော့တယ်ဆိုတာမရှိပါဘူးနိဗ္ဗုဏဌဓာတ်တယ်တကယ်ခက်ခဲတဲ့တိမ်မွေ့တဲ့နက်နဲတဲ့အရာတွေကိုလည်းပဲမြင်တော်မူနိုင်တဲ့မြတ်စွာဘုရားကပညာတရံတကယ်လောကဒုက္ခတွေကနေဘဝဒုက္ခတွေကနေ ပြင်းစေနိုင်တဲ့လောကုတ္တရာပညာဘဝဒုက္ခတွေကိုကျော်လွှားနိုင်တဲ့လောကုတ္တရာပညာတွေကိုလည်းပဲမြတ်စွာဘုရားကပေးတော်မူတတ်ပါပေတယ်။ကာမလေအတ္တတံတကယ်ညိလူလူတိုင်းလူတိုင်းဟာညိတွဲနေကြတဲ့ကာမဂုဏ်၅ပါးမှာလည်းပဲမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကြတော့အတ္တတံညိကတော့မမှုဘူးကာမဂုဏ်တွေကိုမလိုချင်ဘူးအခုခေတ်တောင်မှဘုန်းကြီးတွေကြည်ပါလားတချို့ဆရာတော်ကြီးတွေလက်လာပါမမက်ဘူးတချို့ဆရာတော်ကြီးတွေစာချတဲ့အချိန်ဆိုဘယ်တော့မှစာဝအပြည့်မခံဘူးအဲကောလက်လာပါအကြောင်းတစ်ခါမှစကားမပြောဘူးနော်နော်ဦးဇင်တော်ဘုဒ္ဓတာပြောအောင်ပဲ လက်လာပါဆိုတဲ့နေရာမှာကြည့်ပါလားဒီလိုတီဗီတို့ဖုန်းတို့အဲဟောပေါ်ကားတို့ခုခေတ်ကတော့အေးစေးပေါ့နော်ဒါလူတိုင်းကကင်တဲ့နယ်ကင်လို့ရတယ်လူတိုင်းကင်နေကြတာပဲလို့ထင်တာနော်တပည့်တို့ရဟန်းဖြစ်ခါနီးပေါ့အဲကိုင်းကြီးဘုရားနော်ကိုင်းကြီးဘုရားမှာဘာရှိလဲဆိုတော့ဟိုစစ်တပ်အုပ်ချုပ်တဲ့နဝတလက်ထက်မှာဘေးစားမာရတာကုလိုဆရာတော်ကြီးတွေကိုကားတွေလိုက်လူတာအဲ့တော့ကျမဖုန်းကြီးတွေကားတွေလက်ခံတော့တာအဲ့ဒီကကျတော့တန်ငါတွေကတော့တော်တော်အပြစ်ပြောကြတယ်ဟောဆရာတော်ကြီးတွေဆရာတော်ကြီးတွေ စိန်ခန္ဓာစိန်ခန္ဓာပစ္စည်းတွေတို့လက်ခံရတယ်တတော်ကိုဟာအော်နေကြတာကားတုံးတာကိုတတော်အော်နေကြတာအခုကပြောရင်တော့ယုံနာစကားဖြစ်နေမှာနော်ဘာဖြစ်လဲဆိုတော့ကာမလေအတ္တတလိုချင်စရာပစ္စည်းတွေကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကတညိတော့မရှိမမှုဘူးနော်ဟောဒီတော့ကန္နာဝန်စရာတော်ကြီးကနည်းနည်းလေးတော့ဟိုစော်ကားတာတော့မဟုတ်ပါဘူးနော်အနေစကန်စရာတော်ကြီးကြောင်းမှာနေတယ်အနေစကန်စရာတော်ကြီးကအိန္ဒိယရောက်နေတဲ့အချိန်မှာ ကနောင်ဆရာတော်ကြီးအစာအုပ်တွေရေးတယ်စာအုပ်တွေရိုက်တယ်ပေါ့နော်ရန်နာကုန်ကြီးတွေထုတ်ပြီးသွားပြီးသင်္ကြန်ပါတာဒီကကြီးတွေထုတ်နေပြီအဲ့ဒီအချိန်မှာဒကမာကြီးတယောက်ကဟာတန်ခါးတွေအတွက်လိုအပ်တယ်ဆိုပြီးတော့အာစာပုံနဲ့ဆက်ကြီးလှူတာပုံနဲ့ဆက်ကြီးလှူတဲ့အကြောင်းကိုနိစကန်ဆရာတော်ကြီးကကြားသွားတယ်ကြားသွားတဲ့အခါကျတော့ငါပြန်လာရင်ဇနက်ကငါကြောင့်မမြင်မြင်ဘူးဆိုပြီးတော့အဲ့လိုအဝေးကနေလန့်ပြီးတော့ပြောလိုက်တယ်လို့ပြောတယ်။အဲ့ဒါဆရာတော်ကြီးကအပြင်ထွက်ပြေးလိုက်ရတယ်။ရှင်းဆရာတော်ကြီးကဘလောက်အထိဒီလာပါပေါ့လိုအချင်းဆရာကောင်းတဲ့အရာတွေကိုမမက်မောတယ်လေ ဘလောက်ဒီလွတ်လွတ်ကျွတ်ကျွတ်နေတတ်တယ်လေကြီးညိုစရာတအားကောင်းတယ်ဆိုတာကိုပြောတာပေါ့နော်ဒါကြောင့်ကာမလေအတ္တတံညှိတွယ်စရာအာယုံတွေကိုလည်းပဲညှိကတ်တော့မမှုဘူးနော်အဲ့ဒီနေစကန်းစရာတော်ကြီးဟောနော်အဗျာဓမ္မစရာတော်ကြီးနဲ့စီရှင်စရာတော်ကြီးဆိုတာလည်းရှိသေးတယ်မန္တလေးမှာကြောက်ယောဂါဖြစ်တယ်ကတ်ယောဂါကြီးဖြစ်တဲ့အခါကျစကိုင်းကိုရှောင်းနေတာရှောင်းနေတဲ့အခါကျတော့ဓမ္မကြီးတယောက်ကအဲချင်းရဲဟင်းလာပြီးတော့ကတ်တာပေါ့ကတ်တဲ့အခါကျတော့ဓမ္မကြီးကကျေဟွာနင်းနင်းမှကြီးညိုးနေတာ ဆရာတော်ကြီးတို့ရောက်တယ်ဆရာတော်ကြီးတို့ဗျာရှင်ရေလေးကောင်းလားဗျာဆရာတော်ကြီးတွေကမပြောငြိမ့်နေဒုတိယတကြံထပ်ပြီးတော့ရောက်တယ်ရှင်များတို့ဆရာတော်ဗျာတပည့်တော်ရေကတ်တဲ့ရှင်ရေလေးအစဉ်ပြေလားဗျာဆရာတော်ကြီးကငြိမ့်နေတာအဲ့ဒီမှာနောက်လိုက်တဲ့ပစ္စသမနာတစ်ပါးတတိယကျင်းလည်းရောက်လဲရောက်ရောအားနာပြီးတော့မိုက်ကောင်းနဲ့ကောင်းတယ်အဲ့လိုသူကပြောလိုက်တယ်သူကပြောလိုက်တာပြောလိုက်တဲ့ခါကျအဲ့လိုနပြီးသွားပေါ့နောက်နေ့ရောက်တဲ့ခါရှင်ရေတကမကြီးကကတ်တာပေါ့ကတ်တဲ့ခါကျတော့အဲ့တကမကြီးရှင်ရေကတ်တဲ့ခါကျတော့ ဆရာတော်ကြီးနှစ်ပါးပါပြောလို့ဆိုရင်ဦးစင်းလေးတဲ့ရော့တဲ့အရှင်ပြားတောင်းတဲ့ချင်းကြီးအရှင်ပြားဖုံးပေးတဲ့ဒီလိုတော့တော့မဖုံးပေးတော့ဘူးမဖုံးပေးတော့ဘူးအဓိကပါဆိုတော့ဝစီပယောကပါတဲ့ဟာကိုဆိုရင်ဆရာတော်ကြီးကမဖုံးပေးဘူးနော်နှုတ်နဲ့ပြောလို့ရလာတဲ့ပစ္စည်းကမအပ်စားဘူးဆိုပြီးတော့ယူဆတဲ့အတွက်ကြောင့်မဖုံးပေးတော့ဒါကြောင့်ဘာပြောချင်တာလဲဆိုရင်ရှေးခေတ်ဆရာတော်ကြီးတွေကအလိုလိုလားလူရင်လည်းပဲလက်မခံဘူးကိုကပါဇက်ပြောမှလူတဲ့ဟာကိုလည်းပဲတော်တော်တော်ယွန်းတယ်ပေါ့အဲ့ဒါကြောင့်ကာမလီအတတ်တယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဆိုပြောစရာကိုမလိုတော့ဘူးပြောဗျာ လူတိုင်းလူတိုင်းလိုချင်တဲ့ညှိတွေ့စရာအလေးအရာတွေကိုကန့်ညှိနေတယ်ခုခေတ်ကြတော့ဘာလို့ဆို iPhone လေးရအောင်လိုက်လူခံတဲ့လူနဲ့ဟိုကလူခံတဲ့လူနဲ့ဒီကလူခံအမလောက်ကောင်းနေတာရှင်နော်တို့လူတာတောင်းမှာတကလေးကြတော့မက်စရာမလိုဘူးမမက်နဲ့ဟိုတွေ့တားနေတာတွေမရှိဘူးဖခင်အဲ့ဒါတွေကိုကကြီးညိုစရာတားကောင်းတာတပ္ပဝိတုံတဲ့တရားအလုံးကိုအကုန်သိဟာဒါတွေကြလက်ကြီးညိုစရာကောင်းတာပေါ့နော် သူ့မိဂန်တကယ်ကောင်းတဲ့ပညာရှိတယ်။ခုကဲဆိုရင်မကောင်းတဲ့ပညာတွေလည်းရှိမှာပေါ့နော်။မကောင်းတဲ့ပညာတွေပါလဲဆိုတော့နီယိုပီးယားလောက်ပေါ်လုံနေတယ်လက်နဲ့လောက်ပေါ်လုံနေတဲ့အပညာတွေကတော့မကောင်းတဲ့ပညာတွေပေါ့။ကောင်းတဲ့ပညာမှန်းမြအကုန်ရှိတယ်မြတ်စွာဘုရား။အရိယမထေကမမာနံနဲ့အရိယမက်ဆိုတဲ့လန်းစင်ကြီးကိုလည်းပဲကြွတော်တော်မူတယ်မြတ်စွာဘုရားတကယ်သူတော်ကောင်းလန်းစင်ကြီးကိလေသာကုံတဲ့လန်းစင်ကြီးဒုက္ခကုံတဲ့လန်းစင်ကြီးကိုဖောက်ပေးတယ်မြတ်စွာဘုရား လျှောက်သွားနေတယ်အများလမ်းလျှောက်သွားနေတယ်မြတ်စွာဘုရားမဟေသိန်သီလစားတဲ့ဂုံတွေအများကြီးရှိတော်မူတဲ့မြတ်စွာဘုရားအများကြီးကိုရှာမိတော်မူတဲ့မြတ်စွာဘုရားအဲ့လိုမြတ်စွာဘုရားကိုပတ်သက်တာဖူးကြပါဖူးကြပါဆိုပြီးတော့နတ်သားကလျှောက်တာပေါ့နော်ဒါလည်းပဲမြတ်စွာဘုရားရဲ့ဂုံတော်တွေပဲဒါကြောင့်ဒီနေရာတွေကဗျက်လက်ဆိုဒီအောက်နှစ်တုပ်ကတော့မြတ်စွာဘုရားရဲ့ဂုံတွေအပေါ်ကတော့ဗာလို့ဆိုရင်လူလောကတွေနဲ့အမြင်ကျအောင်နေတတ်ပုံနေတတ်နေနေနေပနီးတွေဒါတွေကိုပြောတာပေါ့နော်အဲတော့ပါ